ဖေးရွာစကားပြောရင်ဘူးကြကြတမတဲ့ဗျာရှိခဲ့ပြီတအားရတတိရှိနေဟုတ်လားဟုတ်တယ်ဟမ်တောက်လာရောတွဲစုတာလားဟုတ်လားဟုတ်တယ်ဟုတ်တယ်အဲ့ဒါဆိုရင်ကျွန်တော်ပြိုင်ဝဲနေတူတူနော်လို့ခိုင်းလာလို့ကျွန်တော်မေးတာကိုဦးလေးတို့ဖြေနိုင်ရင်ကျွန်တော်ပါစေကြစေရဟုတ်ပြီဟုတ်ပြီနော်တဘောတူရနော်ဟုတ်တယ်ကျွန်တော်မေးတာကိုဦးလေးတို့ဖြေတော့မဖြေနိုင်ဘူးဆိုရင် င်းပေါ်တက်တာတွေ့လားအဲ့တိုင်ကိုကောင်းတဲ့ပြေးတိုင်းကြောက်ကြရဲဆိုလောက်ဒီရောလူတွေရလေရောနာမဲလိုက်ဖက်အောင်တခက်ကိုကတိကဖက်နိုင်လို့လာပါတယ်ဗျာမောင်ရင်ပြောတာမှတ်ပါလေဒီရောလူတွေကတိကဖက်နိုင်တာတော့တကယ်အောချရလောက်ပါတယ်လူမျိုးမျိုးစိတ်ထွေတွေဆိုသလို

ဟဲ့ဟဲ့နော်ပြပါဟာပြဟိုတော့အလကားပြောတာပါဒါတကယ်ပြန်မလာပြီ။ကဲဒါဆိုလို့ရှိရင်ကျိုးရည်ညီမရဲ့နောက်ဆုံးအစည်းအဝေးဆုံးဖြတ်ချက်မှာဦးလာအောင်ရဲ့တားကိုကိုရီးယားရွာသားဖြစ်စီးရင်တန်းလိုက်ကြပြီဆိုပါတော့ဟုတ်လား။ဟုတ်တယ်လေ။ဦးလာအောင်ဆိုတာကလည်းတို့ရွာသားစစ်စစ်ဖြစ်တယ်လို့မြက်စောဆိုတဲ့သူကလည်းတစ်ရုပ်ရည်အားဖြင့်ပွဲသွားပွဲလာ တွဲသွားလို့ရတဲ့အနေထားရှိတယ်။ဟွန်းမမမင်းနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဥစ္စာစီးပွားကလည်း မရှိပေမဲ့မရှားနေဘူး။မိမိစားတောင်းလို့ရတဲ့အနေထားတော့ရှိတယ်အေး။တော့ပညာရေးချင်းရလည်းဘွေရထားပြီးဖြစ်တယ်။ကျမ်းမာရေးအနေနဲ့ရလည်းသားကောင်းရနာမွေးဖွားနိုင်တဲ့အနေထားရှိတဲ့အတွက်ကြောင့်ရက်ရွာမှာမျိုးရိုးကောင်းမှုပြီးတော့မှထူးချွန်ထက်မြက်တဲ့ရင်သွေးရရှိရေးကိုရှေ့ရှုပြီးတော့မှဒုံများရဲ့အိမ်အောင်ဘက်ဖြစ်ရွေးချယ်လိုက်ပြီလေ။ဟဲ့အမလေးအမလေးကျောက်ကသူ့ကိုရွာကာလာသားစင်ရင်ဖြစ်ပဲတွင်ခိုင်းတာပါနော်။ညီတို့ရဲ့အိမ်အောင်ဘက်စင်ရင်ဖြစ်တွင်ခိုင်းတာမဟုတ်ပါဘူး။ အမလီသူတို့အချင်းချင်းကိုတွေးနဲ့ကိုခွဲချမ်းစိတ်ပြနေလိုက်ကြတာကိုတယောက်ကိုသူတို့နှစ်ယောက်ပဲယူတော့မလို့လုံးဟုတ်တယ်လေဟာအခုနောက်ပိုင်းကအဲ့ဓာရီကခက်စားနေတာဟဲ့ဒီကဖေးရောစကားပြောရင်ဘူးကြကြဓာတ်မတည့်ဗျာဖော်ဂျွန်းတီဗီမှာထုတ်လွှင့်ပြသနေသောအစီအစဉ်များကိုဖော်ဂျွန်းတီဗီ application နဲ့လဲ Dial Live ကြည့်ရှုနိုင်ပါတယ်